မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆာချက်အမျိုးမျိုးကိုခံရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး7အပိုင်ငယ်ကိုကိုလေးစင်ကျင်ဖို့ပြင်ဆင်ထားပါတယ်။တိုးဝင်းညောအားဖြင့်တယောက်သောသူအားယုံကြည်ခြင်းကို ပေးတော်မူ၏ ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားအနာရောဂါကိုငြိမ်းစေနိုင်သော အခွင့်ကို ပေးတော်မူ၏ဒီနုကပတ်တော်ကိုကြည့်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကပေးတဲ့စုကျေစုနှမျိုးတွေ့ရပါတယ်ဒါကတော့ကိုမျိုးရှိတဲ့ထဲကနှမျိုးဖြစ်ပါတယ်ဝိညာဉ်တော်ပေးတဲ့ယုံကြည်ခြင်းရဲ့ဝိညာဉ်တော်ကပေးတဲ့အနာရောဂါငြိမ်းစေနိုင်တဲ့အခွင့်ရဲ့ဆိုတော့ဒီနေရာမှာကျွန်တော်ဘာစင်ကြင်မိလဲဆိုရင် ယုံကြည်ခြင်းဆိုတာကဝိညာဉ်တော်ကပေးတဲ့အရာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ဝိညာဉ်တော်ကပေးတဲ့ယုံကြည်ခြင်းသည်ဝိညာဉ်အရာဖြစ်တယ်။တခြားယုံကြည်ခြင်းတွေလည်းရှိနိုင်ပါလိမ့်မယ်။တနည်းအားဖြင့်လွဲမှားတဲ့ယုံကြည်ခြင်းတွေရှိမယ်။ကိုယ့်ကိုယ်ကိုယုံကြည်တာမျိုးတွေရှိတယ်။စသဖြင့်ယုံကြည်ခြင်း အမားတွေယုံကြည်ခြင်းအလွဲတွေလောကမှာအများကြီးရှိပါတယ်။ကိုယုံကြည်ရာယုံကြည်ရာယုံကြည်ပြီးအသက်ရှင်နေတာတွေလည်းရှိပါတယ်။ တချို့တွေကကြတော့ဘာကိုယုံလို့ယုံမှန်းမသိဘဲနဲ့ဇဝေဇဝဝူဒဝါဒဖြစ်နေတာတွေလည်းရှိပါတယ်ဒါပေမဲ့ဝိညာဉ်တော်အားဖြင့်ယုံကြည်ခြင်းကိုရခဲ့မယ်ဆိုလို့ရှိရင်တော့သူကဖះပြောတဲ့စကားတွေကိုအကျွင့်မဲ့ယုံနိုင်တယ်ဖះပြောတဲ့စကားတွေကိုအကျွင့်မဲ့လိုက်နာနိုင်မယ်ယုံကြည်ခြင်းအားဖြင့်ရတဲ့ဖြောင်းမတ်ခြင်းကိုလည်းခံစားရမယ်ကိုယ့်ရဲ့ယုံကြည်ခြင်းပေါ်မှာအသက်ကိုစွန့်နိုင်တဲ့အထည် ခိုင်ခိုင်မာမာယက်တည်နိုင်လိမ့်မယ်ဆိုတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကပေးတဲ့ယုံကြည်ခြင်းသာမှန်ခဲ့မယ်ဆိုရင်အဲ့ဒီယုံကြည်ခြင်းကစိတ်ချရတဲ့ယုံကြည်ခြင်းစစ်မှန်တဲ့ယုံကြည်ခြင်းဝိညာဉ်တဘောရှိတဲ့ယုံကြည်ခြင်းကြံ့ကြံ့ခံနိုင်မဲ့ယုံကြည်ခြင်းအဆုံးထိတိုင်အောင်ယက်တည်နိုင်မဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်လို့ဒီလိုနားလည်ရလို့ပဲဖြစ်ပါတယ်။ချစ်တော်မိဘကြီးကိုမောင်နှမတို့ကိုမှရှိတဲ့ယုံကြည်ခြင်းကကိုယ့်ရဲ့အတွေးခေါ်ကြောင့် ကိုယ့်ရဲ့ခံစားချက်ကြောင့်ဖြစ်တဲ့ယုံကြည်ခြင်းလားဒါမှမဟုတ်ရင်လေတန်ရှင်တော်ဝိညာဉ်တော်ကပေးတဲ့ယုံကြည်ခြင်းလားတန်ရှင်တော်ဝိညာဉ်တော်ကပေးတဲ့ယုံကြည်ခြင်းသာမှန်ခဲ့မယ်ဆိုရင်ဖရာစကားကိုယုံနိုင်လောက်အောင်ကိုယ့်ရဲ့အသက်တာမှာတည်တည်ရှိနေမယ်နှုတ်ခတ်တော်ကိုလည်းယုံနိုင်မယ်ဂတိတော်တွေကိုလည်းယုံနိုင်မယ်ဖရာပြုတဲ့အမှုတွေကိုလည်းယုံနိုင်တဲ့သဘောရှိတဲ့အတွက်ဘယ်လိုပဲတိုက်ခိုက်မှုတွေစုံစမ်းခြင်းတွေ ကိုယ့်ရဲ့ယုံကြည်ခြင်းကိုဖျက်လို့ဖျက်စီးလို့တဲ့တန်တရားဖြစ်စေတဲ့အရာတွေကြုံနေပါစေ ကိုယ့်ရဲ့ယုံကြည်ခြင်းမပြောက်ဘဲရက်တည်နေနိုင်မှာဖြစ်တယ်လို့နားလည်စေချင်ပါတယ်နောက်တစ်ခုကတော့အနာရောဂါငြိမ်းစေနိုင်သောအခွင့်ဒီနေရာမှာကျွန်တော်တို့အနာရောဂါငြိမ်းခြင်းအကြောင်းကိုစဉ်းစားတဲ့အခါမှာစူတောင်းပေးလို့အနာပြောက်သွားတာတွေကကျွန်တော်ရဲ့အသက်တာမှာလည်းအတွေ့အကြုံရှိပါတယ်ခါနာနေတဲ့အန်တီတယောက်ကိုလက်တင်စူတောင်းပေးလို့ လုံးဝကပတ်မရှိတော့ဘဲနဲ့ခါးနာပျောက်သွားတာမျိုးစသဖြင့်ဘဝမှာဝိညာဉ်တော်အားဖြင့်ဖျားလုတ်တဲ့သက်တည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တပိုင်းစဉ်းစားမိတာကဖျားပေးတဲ့ဉာဏ်ပညာကြောင့်ဈေးဝါဖော်ဆက်နိုင်တာဖျားပေးတဲ့ဉာဏ်ပညာကြောင့်ကုသမှုမှာထိရောက်တာဖျားပေးတဲ့ဉာဏ်ပညာကြောင့်ယောဂါတွေကို ရှာဖွေတွေ့ရှိတာတာမျိုးတွေကတော့မဖြစ်နိုင်ဘူးလားလို့ကျွန်တော်ဒီလိုစဉ်းစားမိပါတယ် ။ဘာကြောင့်ဆိုစံစာထဲမှာတမဟောင်းကာလမှာကြည်ရင်ဘုရားသခင်ဉာဏ်ပညာပေးလို့အတက်ပညာတွေရသွားကြတဲ့ပညာရှင်တွေရှိပါတယ်။ဒူရီယာမအစပဒိန်ပပုလုပ်ငန်းတွေမှာအစလေယာလုပ်ငန်းတွေကိုကြွကြွချင်းချင်းလုပ်နိုင်ကြတဲ့သူတွေရှိပါတယ်။ပြောချင်တာကဘုရားသခင်ဉာဏ်ပညာပေးလို့နာယောဂာငြိမ့်စေခြင်းထဲမှာကုသခြင်းလဲပါမယ်ဇေဝဖော်ဆက်ခြင်းလဲပါမယ် ယောဂါရှာပွေခြင်းလဲပါမယ်ပြီးရင်လုံးဝတတ်တာပျောက်ကင်းခြင်းလဲပါနိုင်ပါတယ်ဘုရားသခင်သာ မကူညီမမစားရင်ထူးဆန်းတဲ့ယောဂါတွေကိုလဲရှာပွေ တွေးရှိနိုင်မှာမဟုတ်သလိုယောဂါတွေကုဖို့ရန်စေဝါတွေလဲတွေးနိုင်မှာမဟုတ်ပါဘူးဘုရားသခင်ကြောင့်သာလေအနာပျောက်စေတယ်ဆိုတာကတော့အတိအချပဲဖြစ်ပါတယ်ချစ်တော်မိပါညီကိုမောင်တို့ကျွန်တော်ရဲ့အသက်တာမှာတန်ရှင်သောဝိညာဉ်တော်အားဖြင့် အနာရောဂါညှိစေခြင်းကိုခံစားရမယ်ဆိုရင်ဒါဟာဘုရားသခင်ရဲ့ပုံတော် ထင်ရှားခြင်းပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်၌လည်းအနာရောဂါညှိခြင်းကိုဘုရားသခင် အားဖြင့်ခံစားမှုပါတယ်ဘာပဲဖြစ်ပျောဘာစည်းပဲတောက်တောက်ဘယ်လိုပဲကြမ်းမာအောင်နေပါစေကြမ်းမာနေနိုင်ဖို့ယောဂါတက်တာပျောက်ကင်းစေဖို့ဆိုတာဘုရားသခင်လုပ်တဲ့အရာပဲဖြစ်တယ်ဘုရားလုပ်မှာပဲဖြစ်တယ်ဒါကြောင့်တသရှင်သောဝိညာဉ်တော်က လုပ်မယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာမှာအနာရောဂါငြိမ်းချင်အေကံမုတ်ချရရှိနိုင်တယ်။ဘုရားသခင်အလိုရှိတဲ့သူကိုဘုရားသခင်အလိုရှိတဲ့အတိုင်းအနာပြောက်စီခြင်းအမှုကို ပြုတဲ့အခါမှာဘုရားပုံတော်ထင်ရှားဖို့သာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ယုံကြည်ခြင်းသည်ဝိညာဉ်တော်ပေးရင် မှန်တယ်။အနာရောဂါငြိမ်းစေခြင်းသည်လည်းဘုရားသခင်ဝိညာဉ်တော်အားဖြင့်သာဆိုရင်ဘုံတော်ထင်ရှားမှာဖြစ်တယ်။ဖျက်ရှင်ကောင်းကြည့်ပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖះကိုရောကိုယေရှုတင်ပါれဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဝိညာဉ်တော်ကပေးတဲ့ယုံကြည်ခြင်းနဲ့နာယောဂငြိမ်းချမ်းကိုသိရပါれဘုရားသခင်ပြုတဲ့အရာတိုင်းကစိတ်ချရတယ်ဘုရားပြုတဲ့အရာတိုင်းကအံ့ဩဖွယ်ဖြစ်တယ်ဒါကြောင့်ဘယ်လိုယောဂမျိုးမဆိုဘုရားသခင်ကုသနိုင်ကြောင်းယုံကြည်ပါれအဲ့ဒီအနာယောဂကိုငြိမ်းစေနိုင်တဲ့ဆုယေရှုမျိုးကိုရပြီးယုံကြည်သူတွေဟာ ဇေဝဖော်ဆက်ခြင်းမှအစယောဂါရှာဖွေခြင်းကုသခြင်းအပြင်ထူးခြားစွာလက်တင်ဆုတောင်းပေးခြင်းအပြင်အနာယောဂါပျောက်စေသောအခွင့်အရေးများကိုလည်းရရှိစေပါဘုရားခင်အသားသမီးတွေအပေါ်မှာတန်ရှင်သောဝိညာဉ်တော်အလို့တို့၍အောပွေရာတွေလောကမှာဖြစ်စေရောဂျေစုတင်နေလူသားတွေကိုအကျိုးပြုတော်သူများဖြစ်စေပါနာမတော်ပုံကြီးပါစေဒီနှုတ်ကပတ်တော်အားဖြင့်ကြားရတဲ့သူအရောက်တိုင်းပေါ်မှာ ိုတန်ရှင်သောဝိညာဉ်တော်ကပေးတဲ့ဆုကျေးဇူးကိုလိုချင်စိတ်ရှိစေပါယေရှုတင်လက်သခင်ယေရှုခရစ်တော်နာမ၌စက္ကအနံဆုတောင်းပါ၏အာမင်